မန္တလေးမြို့မှာငလင်ဘေးအလူရှင်ကဝိုင်းနောက်ဆက်လို့၃ဦးအဖမ်းခံကြရ ငလင်းလောက်ကပြည်မှာဖယိုဖယဖြစ်နေတာကတော့မန္တလေးမြို့ပါငလင်းပေကြီးကိုကြုံတွေ့လ ਿਆ လို့ပဲလူတွေအနေနဲ့ရုတ်တရက်စိတ်တွေများကြောင်ကြောက်ကြဖြစ်သွားလာတော့မပြောတတ်ပါဘူးငလင်းပေထွက်လာရောက်လူတန်းတဲ့အလူရှင်တွေကိုလည်းဝေဖန်ဆဲဆိုနေကြသလိုအခုချိန်မှာလည်းအလူရှင်တွေကဝိုင်းဝန်းပြီးတော့အစွန်ကြီးလောင်းကြတဲ့ကိစ္စတခုဖြစ်ပေါ်လာခဲ့ပါတယ်မန္တလေးတိုင်းဒေသကြီးအမရပူရာမြို့နယ်ကရက်ွက်တခုမှာငလင်းပေတင်ပြည်သူတွေစီကိုသွားရောက်လူတန်းပြီးတော့ပြန်လာတဲ့အခါမှာဒီဖြစ်ပျက်ဖြစ်ပေါ်သွားခဲ့ပါတယ်ဒီလိုချိန်မှာမန္တလေးအမရပူရာမြို့နယ်ကငလင်းပေ င်းပြည်သူတွေကိုပြစ်စည်းလုတန်းဖို့လာတဲ့ကားနဲ့မီနီအိုးဝင်မောင်းတဲ့သူတို့ကအဆင်မပြေဖြစ်ကြပြီးတော့စကားများရင်းနဲ့အခုလိုမျိုးရိုင်းနှက်ရန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုနဲ့အပြန်လန်စကားများကြရင်လည်းသူတို့ဒေသကိုလာရောက်လုတန်းကြတဲ့အလူရှင်တွေကိုအခြားဒေသခံတွေကဝါပူးပေါင်းပြီးတော့စွန့်ကြီးလောင်းခဲ့ရကြောင်း နောက်ဆုံးမှာတော့တာဝန်ရှိသူတွေလာရောက်ပြီးတော့ဖန်စီထိန်ထိန်ခဲ့ရပါတယ်။ဒီဖြစ်ပျက်ကြောင့်အလူရှင်တွေစီးနှင်းလာတဲ့မော်တော်ယာဉ်ကိုမောင်းနေသူနဲ့ကားပေါ်မှာပါလာတဲ့အလူရှင်အပါအဝင်၃ဦးလုံးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။